ါပါရှင်တင်းနှိုင်းလိုက်တင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒဝေဝက်ရှ်အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမဲ့တင်းတွေကတော့ပုတ်ပြင်းက ယူဇနာစီအောင်ချန်တဲ့အမျိုးသမီးတဦးမိုင်းနေမိပြီးဒဏ်ရာရသွားတဲ့တင်းဘယ်လမော့ရွာမှာစစ်ကောင်စီတပ်ရင်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့အကြောင်းတနင်္လာရီမှာဒီတိုနေတာပောက်ကွဲလို့ကလေးတအူးအပါအဝင်မိသားစုဝင်၃ဦးထဏ်ရာရတဲ့တဲ့ လောင်းလုံးတိုက်ပွဲမှာစစ်ကောင်စီတပ်ကရေချောင်းလေချောင်းကနေတိုက်ခိုက်လို့ဒေသခံတွေဒဏ်ရာရသွားတဲ့အခြေအနေအဒမစစ်မှုထံစုဆောင်းပြီးရှေ့တန်းပို့ခံရသူနှစ်ဦးတနင်္လာရီပကဖစီဘက်ပြောင်းခုလုံတဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါပေါ်ပြင်းမျိုးနယ်ကယူဇနာစီအုံချံလုပ်ငန်းခွင်ထဲမှာအမျိုးသမီးတအူမိုင်းနေမိလို့ခြေထောက်မှာဒဏ်ရာအပြင်းထန်ရသွားပါတယ်။ ယူဇနာစီအုံးကုမ္ပဏီရဲ့အလုတ်သမားတဦးဖြစ်တဲ့အသက်50အရွယ်အမျိုးသမီးဟာမတ်လ12ရက်နေ့လယ်12နာရီလောက်မှာမိုင်းနှင်းမိတာလို့ဆိုပါတယ်မိုင်းပောက်ကွဲမှုကြောင့်ဒဏ်ရာအပြင်းထန်ရသွားတဲ့အမျိုးသမီးကိုကနဦးကုသပေးပြီးတဲ့နောက်ဗိုလ်ပြင်းစေးရုံကိုပို့လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိမိုင်းပေါက်ကွဲတဲ့ Usena Company ပိုင်စီအုံချံထဲမှာစစ်ကောင်စီတပ်သားတွေမကြာခဏကင်းပုံးလာဖို့လိရှိပြီးမြေမြုံမိုင်းတွေထောင်ထားလိရှိတယ်လို့အဲ့ဒီဒေသမှာလှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါဗျ။လက်ရှိပောက်ကွဲတဲ့မိုင်းကိုတော့ဘယ်အဖွဲ့ကထောင်ထားမှန်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လက်ရှိမှာတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေနေရာအနှံ့ပြင်းထန်နေတဲ့အတွက်စစ်ကြံပစ္စည်းတွေနဲ့မိုင်းတွေကိုထိတွေ့တာ၊ကင်တွေ့တာမလုပ်ကြဖို့တော်လန်ရေးတပ်ဖွဲ့တွေကနှိုးဆော်ထားပါတယ်။တနင်္လာရီမြို့နယ်ဘဲလမွန်ကျေးရွာအုပ်စုမှာစစ်ကောင်စီတပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲတပ်တွေနဲ့နှိဆက်သူတွေကပြောပါတယ်။ မလ10ရက်နေ့မနက်10:00နာရီလောက်မှာကားသုံးစီးပါတဲ့စကောင်စီတပ်ရင်တန်းကိုဗန်လမုတ်ကျေးရွာအုပ်စုညောင်ပင်ကုန်းရွာထဲမိုင်းဆွဲတိုက်ခိုက်ရာကနေတစည်းထိခိုက်သွားတယ်လို့ဆိုပါတယ်။စကောင်စီကားတွေကမြေမျိုးဘက်ကနေတတုပ်ပြီးတတုပ်တက်လာနေပြီးလမ်းတလျှောက်မှာရှိတဲ့တပ်ရင်တွေကိုရိတ်ခါလက်နက်ခဲယမ်းနဲ့ပစ္စည်းတွေပို့နေတာလို့ပြောပါတယ်။ အဲ့ဒီရင်တန်းမလာခင်မက်လ9ရက်နေ့ကတည်းကစစ်ကောင်စီတပ်သားအင်အား400လောက်ကိုပြည်တော်စုလမ်းမကြီးတစ်လျှောက်လမ်းကင်းချထားတယ်လို့တော်လိုင်းရဲဘော်တွေကဆိုပါတယ်။ဒီလိုလမ်းကင်းချထားလို့ဗန်လမွတ်ကျေးရွာအုပ်စုကပြည်သူတွေစစ်ဘေးရှောင်နေကြရတယ်လို့ဒေသခံတချို့ကပြောပါတယ်။ ပြီးခဲ့တဲ့မဲလ10ရက်နေ့ကလည်းဘန်လမုတ်ရွာမှာလမ်းကင်းချထားတဲ့စစ်ကောင်စီတပ်သားတွေက အမျိုးသမီးတွေအပါအဝင်လမ်းသွန်းလမ်းလာ20ကျော်ကိုဖမ်းဆီးခဲ့ပြီးမဲလ12ရက်နေ့အထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကပြောပါဗျ။တနင်္လာရီမြို့နယ်လက်သစ်ကျေးရွာမှာဥယျာဉ်ခြံထဲကကောက်လာတဲ့ဒီတိုနေတာကိုဘက်ထရီနဲ့စမ်းသက်ဆက်သွယ်ရာကနေပောက်ကွဲမှုဖြစ်ပြီးမိသားစုဝင်၃ဦးထဏ်ရာရသွားပါတယ်။ မလ10ရက်နေ့မနေ့ပိုင်းကလက်သက်ရွာနောက်မှာရှိတဲ့ဥယျင်ခြံထဲကကောက်လာတဲ့ဒီတိုနီတာလို့ခေါ်တဲ့ကစ်တီကို နေအိမ်မှာရှိတဲ့ဘက်ထရီနဲ့ဆက်သွယ်ကြည့်တာကနေပောက်ကွဲသွားတာလို့ဆိုပါတယ်။ဒီတိုနီတာဆိုတာကပောက်ကွဲစင်တက်တဲ့ပစ္စည်းဖြစ်ပြီးဖောက်ခွဲရေးပစ္စည်းတွေမှာ စနစ်တန်အဖြစ်ထည့်သွင်းအသုံးပြုလို့ရှိကြပါတယ်။ဒီလိုပောက်ကွဲချိန်မှာအိမ်မှာမိသားစုဝင်၅ဦးရှိနေတာကနေအမျိုးသမီး2ဦးနဲ့17နှစ်အရွယ်ကလေး2ဦးမစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိသွားတယ်လို့ဆိုပါတယ်။ လက်သေးရွာနဲ့အနီးနားကရွာတွေမှာစက်ကြံပစ္စည်းတွေမိုင်းတွေရှိနေတဲ့အတွက်ပြည်သူတွေကို မိုင်းနဲ့ပတ်သက်တဲ့အသိပညာပေးဟောပြောပွဲတွေလုပ်လို့ရှိတယ်လို့ဒေသခံတချို့ကပြောပါတယ်တနင်္လာရီမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေကာလကြာရှည်ပြင်းထန်နေပြီး အရသာထိခိုက်မှုတွေလည်းခက်ဆိတ်ဆိတ်ရှိနေပါတယ်။ လောင်းလုံးမြို့နယ်ကမောင်မကန်ရွာနဲ့ဆန်းလန်းရွာနားမှာဒီနေ့မနက်9နာရီလောက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းရေကြောင်းတွေကနေပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မောင်မကန်ရဲစခန်းအပါအဝင်လောင်းလုံးမြို့နယ်ဆန်းလန်းရွာကြားကလက်ခတ်တောင်စစ်ကောင်စီစခန်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတချိန်တည်းဝင်တိုက်ခိုက်ကြတာလို့ဆိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာနှစ်ခုစလုံးကိုအနောက်ဘက်ပင်လယ်ထဲမှာရှိနေတဲ့စစ်သင်္ဘောကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မနက်7:00နာရီကျော်နဲ့မွန်းလိုက်7:00နာရီလောက်မှာတော့လက်ခတ်တောင်ကိုစစ်ကောင်စီတပ်ကချက်တိုက်လေရင်နဲ့ဘုံချဲချခဲ့တဲ့အပြင်ဆက်တနက်နဲ့ပါပစ်သွားတယ်လို့ဆိုပါရယ်။မောင်မကန်ရဲစခန်းပစ်ခတ်မှုမှာပြည်သူ၄ဦးဘုံဆထိမှန်ဒဏ်ရာရထားတယ်လို့ဒေသခံတွေပြောကြပေမဲ့လက်တလုံးမှာတော့2ဦးပဲအတီးပြူနိုင်သေးတာပါ။ မောင်မခန်ရဲစခန်းနာကနုစုအရွယ်ကလေးမိခင်တဦးမှာတော့ဝမ်းပိုက်မှာဘုံဆာထိမှန်လို့တန်ရအပြင်းထန်ရခဲ့ပြီးအခြားမျိုးသမီးတဦးကတော့လက်မောင်းမှာထိသွားတယ်လို့ဒေသခံတွေကပြောပါဗျ။မမခန်ရဲစခန်းပစ်ခတ်မှုမှာစစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုတာမရှိဘဲပင်လယ်ပြင်စစ်သင်းဘောကနေလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တာလို့ဆိုပါတယ်။လောင်လုံးမြို့နယ်မှာမလ၈ရက်နေ့ကတည်းကစစ်ရေးတင်းမာနေတာပါ။ ဒီနေ့တပောင်းလာပြည့်နေ့မှာတော့စစ်သင်ပေါ်လေရင်တွေနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးလောင်းလုံးမြို့နယ်ထဲအလှအတန်းတွေကျင်းပနေချိန်လည်းဖြစ်ပါတယ်စစ်မှုထမ်းမဲပေါလို့စစ်သားစုဆောင်ခံရသူတဦးနဲ့အလောက်ကပြန်လာချင်းဖမ်းဆီးစစ်သားစုဆောင်ခံရသူတဦးတို့ထွက်ပြေးလာပြီးတနင်္လာရီမျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့အစည်းဗက်ပြောင်းခုလုံလာပါတယ်။အဲ့ဒီတပ်သားနှစ်ဦးဟာစစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်တက်မှာအတမဆုဆောင်ခံခဲ့ရတာပါ။ သူတို့နှစ်ဦးဟာတနင်္သာရီမြို့နယ်တင်ခေါရတိုက်ပွဲရှိတန်းကထွက်ပြေးလာတာဖြစ်ပြီးဖေဖော်ဝါရီ12ရက်နေ့မှာတနင်္သာရီမြို့နယ်ပကဖစီဆက်သွယ်ဘက်ပြောင်းခုလုံလာတာလို့မြို့နယ်ပကဖဒုတဝန်ခံကဆိုပါတယ်။နှစ်ဦးနှစ်ဖက်လုံခြုံရေးအခြေအနေအရဘက်ပြောင်းခုလုံပြီးတလာနီဘအကြံမှထုတ်ပြန်ရတာဖြစ်ပြီးရှေ့ဆက်ဘလို့လုံဆောင်မယ်ဆိုတာကိုဘက်ပြောင်းခုလုံသူနှစ်ဦးရဲ့စိတ်ဆန္ဒအတိုင်းဆုံးဖြတ်ခွင့်ပြုထားတယ်လို့ပြောပါတယ်။ သူတို့နှစ်ဦးဟာအေယဝတီတိုင်းနဲ့ရှမ်းပြည်နယ်မှာတင်နန်းတက်ခဲ့ရပြီးတဲ့နောက်ပလောမျိုးအခြေစိုက်ခလာရ285တက်ကိုပို့ဆောင်ခံခဲ့ရတာလို့ဆိုပါတယ်။စစ်မှုထမ်းအဖြစ်အထမဆူဆောင်းခံရသူနှစ်ဦးမြေပကဖာစီကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းဗက်ပြောင်းခုလုံလာခဲ့ပါသေးတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dove Wash Wine တော်သားတွေကစုမုံကောင်းတောင်းအပ်ပါရရှင်